မပတ်စံ200တော့မရှိရဘဝမှာကျမကိုအမေပတ်စံ2သိန်းကိုယူတဲ့အဲ့ခတိချန်အကြောင်းကိုမတက်နဲ့လို့ပြောပါတယ်ကျမသားဒါပေမဲ့ကျမအဲ့ပတ်စံ2သိန်းကိုမယူတရှင်နဲ့ဖယားနောက်ဘဝတိငါတို့ကတင်မဲ့ဖယားသခင်ငါတည်သွားရင်သူတို့ကကျမကိုသိញိုင်းကိုမှပဲထားခဲ့မှာကျမရဲ့ဘဝကျမရဲ့ဝိညာဉ်ကိုကယ်မဲ့သူကသခင်ယေရှုပဲရှိရဲ့လို့ကျမအဲ့လိုမျိုးပြောပြီးတော့အဲ့ပတ်စံ2သိန်းကိုကျမပြန်ပေးလိုက်တယ် ไอ้เจ้าจะมาตาบลูပြောเรมาไอ้ขดีเจนเจ้ามาตะยะมะเนไนหูล่ะโลจมาโหပြောเกบาร์ဒါပေမဲ့ကျမဖရာသခင်ကိုပဲရွေးချယ်ခဲ့ပါကျမမှာတမီးလေးတယောက်သားလေးတယောက်ရှိပါကျမသားအကြီးကအဲ့လိုပြောတဲ့အချိန်မှာကျမကိုလက်သက်မခံဘူးပေါ့နော်ကျမကိုလက်သက်မခံကျမဆူတောင်းနေဖရာသခင်မှာကျမဖရာကြောင့်တက်ခဏနေကြရင် तू ကမတော်ဘူးလို့ပြောတယ်ပေါ့နော်ကျမခင်မလို့ तू ကအရက်တောက်တဲဆိုတော့ကျမကိုရှာမကြွေးဘူးအဲ့သားလေးကရှာကြွေးပါတယ် ရှာကြွေးတဲ့ခါသားလေးရလေကိုဘောကောင်းမှလည်းဘာမှမပြောပေးမဲ့ကျမကိုတီပါတာကိုကိုွယ်လို့ပေါ့နော်။ तू ကတော့မပြောပဲနဲ့ပေါ့မကြိုက်ပါဘောနော်တားတာဖြစ်တယ်။ကျမကကျမကိုအသက်ပေးပြီးချက်တဲ့ဖယားဘယ်ရွေးချယ်တာဖြစ်တယ်။ကျမစူတောင်းတဲ့ဖယားသခင်ကိုရုံနဲ့ပဲကျမနီးစေပါလို့စူတောင်းတဲ့အခါမှာကျမသားလေးထိုင်းသွားဖို့ဖယားကလမ်းဖွင့်ပေးတာဖြစ်တယ်။အဲ့ဒါနဲ့ထိုင်းသွားတယ် ထိုင်းသွားသောခွင်ကိုဖခင်ကပြင်ဆင်ပေးတယ်။ဖခင်သခင်ကိုတော့ကိုလေးချစ်ပါ၊ကျမသားလေးကိုလည်းချစ်ပါ။ဒါပေမဲ့ဖခင်သခင်ကျမပဲလဲရွေးရမလဲလို့ကျမဖခင်ကိုဆူတောင်းခဲ့ပါ။ဆူတောင်းတဲ့အခါမှာဖခင်သခင်ကကျမသားလေးကိုထိုင်းသွားဖို့ပေါ့နော်။ကျမညီမကငယ်ဆုံးညီမကထိုင်းမှာရောက်နေတာတတော်ကြာနေပြီပေါ့။သူနဲ့ကျမနဲ့ဖုန်းလည်းမပြောပြဖူးပေါ့နော်။အဲ့ဒါနဲ့ဖခင်ကအကောင်းဆုံး ကျမဒူးထောက်ပြီးဆူတောင်းတဲ့အခါဘုရားကအကောင်းဆုံးကျမကိုပြင်ဆင်ပေးတဲ့ပေါ့ကျမရဲ့မြမကဖုံးလာတဲ့ထိုင်းနိုင်ငံလာပါလားလို့ပြောတဲ့ပတ်စံဒီလည်းအကုန်လုံးပြင်ဆင်ပေးမယ်လို့ပြောပါတယ်ပြောတဲ့အခါမှာဘုရားကလမ်းဖွင့်ပေးတဲ့ကျမကိုအဲ့နဲ့ကျမသားလေးထိုင်းကိုသွားတာပေါ့နော်သွားတဲ့အခါမှာဗီဇာလုတ်တယ်ဗီဇာလုတ်တဲ့အခါမှာလူအယောက်900ခေါ်တဲ့အခါမှာ ရောက်90တဲမှာကျမသားလေးပါသွားပါတယ်ထိုင်းကိုရောက်တဲ့အခါမှာလမ်းတဝက်မှာကျမကိုဘလို့ပြောလဲဆိုတော့အမေလို့ဖုံးဆက်တယ်ခရီးရန်ကြောင့်မတော်ပါနဲ့လို့သူကပြောတဲ့အခါမှာကျမကဖုံးမှုချပလိုက်တယ်အလိုဘောနော်ဖခင်ကြောင့်တော်ရင်တော်ရင်နဲ့တနေ့ကျတော့သူတိသွားတာဖြစ်တယ်တိသွားတဲ့အခါကျတော့အခုဆိုရင်ပတ်စံမပို့ဘူးဘောနော်ကျမတော့ကျမခန္ဓာကိုယ်နဲ့ဝါရဲကျမသမီးလေးလေးရှိခင်မလို့သူကလည်းအိမ်မှာပေါ်တော့မကျမ်းမအောင်ဖြစ်တယ် သူပေါ်မှာကျမတို့ကစားရတာဖြစ်တယ်ကျမတို့ကလည်းအသက်ကြီးတော့လုံမစားနိုင် သမီးလေးကလည်းလုံမရှိဘူးယောက်ျားတို့ကလည်းအိမ်ရဲမှာလဲနေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဖခင်ကိုဆူတောင်းပါတယ်ကိုတော့ခါတိုင်းကတော့သူပို့ပါတယ်ကျမတို့ကတလား၄50သိန်းပို့ပါတယ်နောက်ပိုင်းကျတော့ဒီလားတွေမှာပေါ့နော်ကျမတို့ဖခင်ကြောင့်တက်တယ်ဆိုတော့သူတို့တည်သွားတဲ့အခါမှာသူကကျမကိုပြောတယ်ပေါ့ငိုပြီးတော့ပြောတယ်ဒီဖခင်ကြောင့်မတက်ဖို့ပြောတယ်ပေါ့ ကျမကလည်းပြောလိုက်တယ်။အိုးငါကိုတက်ပေးပြီးချစ်တဲ့ဖခင်ငါကိုကဲတင်တော့ဖခင်ကငါကြောခိုင်းလို့မရဘူးလို့ပြောလိုက်တဲ့အခါမှာသူစိတ်ဆိုးပြီးကျမကိုပတ်စံမပို့ဘူးပေါ့နော်။ဒါပေမဲ့စိတ်ထဲတော့မကောင်း။အော်ငါကအသက်ရှင်တော့ဖခင်ကကျွေးမှာပဲ။ငါမထားတဲ့ဖခင်ကကျွေးမှာပဲ။သူတို့ကငါလုံးမငါစားမှာလို့ပြောပါတယ်။ဟုတ်ပါတယ်။ သူတို့ရဲ့အယူအဆဒါပေမဲ့အသက်ပေးပြီးချစ်တဲ့ဘုရားကိုကျွန်မကြောမခိုင်းနိုင်ပါကျွန်မကိုသာဝရအသက်ပေးမဲ့ဘုရားသခင်ကိုကျွန်မကကြောမခိုင်းနိုင်ပါကျွန်မဘုရားနဲ့ပဲအသက်ရှင်မှဖြစ်တယ်အဲ့ဒီတော့ကျွန်မ ပစံမပို့လဲနေဖို့ငါပေါ့ငါပဲငါကိုးကွယ်တဲ့ဖယားကိုဆူတောင်းပြီးတော့ငါကိုးကွယ်တဲ့ဖယားနဲ့ငါ့ကိုအငတ်မတားဘူးပေါ့နော်ပြင်ဆင်ပေးပါမယ်ပြင်ဆင်ပေးမှာပဲလို့ဆိုပြီးကျွန်မဆူတောင်းပါတယ်ဆူတောင်းတဲ့အခါမှာဖယားကကောင်းဆုံးကျွန်မကိုပြင်ဆင်ပေးပါကျွန်မသမီးလေးတန်း23နှစ်ရှိသူ့ကိုစမ်းတကူဆေးရမှာအနေနဲ့ဖယားကချီးမြောက်ပါသူကစမ်းတကူတင်တဲ့အခါပစံလေးတက်တော့ငါတော့ရရတယ်အဲ့လိုလေးနဲ့ကျွန်မတို့ စားတော့ပါပါတယ်။ဒါပေမဲ့ဖခင်ကရင်ကောင်းမြတ်တယ်။ကျမတို့ဘလို့ပဲခက်ခဲနေပါလိမ့်စေ။ကျမအိမ်မှာငြိမ့်သက်ချင်းရှိတယ်။ဝမ်းမြောက်ချင်းရှိတယ်။ပျော်ရွှင်ချင်းရှိတယ်။ကျမယောက်ျားကနင်းနဲ့ယေရှုကိုပဲဖတ်ထားတယ်။ပြုံးမကြစေနဲ့လို့တော့ပြောပါတယ်ကျမကို။ ကျမကသခင်ယေရှုကိုအမြဲတမ်းဖတ်သားတော့ဖတ်ထားပါဖြစ်တယ်ကျမတို့ပေါ်မှာအရင်ကောင်းမြတ်တာသခင်ယေရှုဖရားသခင်ပဲဖြစ်ပါကျမတို့ဆူတောင်းနိုင်နားညောင်းတာသခင်ယေရှုဖရားပဲဖြစ်ပါကျမတို့လိုတဲ့အရာကိုဖြင့်စင်ပေးတာသခင်ယေရှုဖရားသခင်ဖြစ်ပါတားလေးကိုလည်းဘုရားရှင်အကောင်းကြီးပေးပါစေကတိချင်းနေလဲပေးပါစေအသက်ရှင်တဲ့ဘုရားကိုသိရတော့ခွင့်နေလဲပေးပါစေလို့ဆုတောင်းပါတယ်ဇာနာဟုဆိုင်ဘုရားသခင်ကောင်းကြီးပေးပါစေဝိညာဉ်တော် ပြမူပါဒီကဘာမောင်မိုက်ဒီဖုံးလွှမ်းရင်ခုန်သံခံစားချက်သည်နဲ့ရှင်တလာသူထောင်ရခီလမ်းမှာနာချင်စွာညှိတော်သင်စဉ်ကိုတော်ရဲ့အနာတို့ချိုးမြတ်တဲ့ချင်းတဲ့ဘောမဖြစ်ကြလားပါကျမကတော့မရင်မြစ်ဖြစ်ပါတယ်တလာမှနေပါတယ် ကျမကအရင်တုန်းကဗုဒ္ဓဘာသာ ကိုးကွယ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့အချိန်တုန်းကကျမဟာရမ်းမိုက်ရိုင်းနဲ့မိန်းမတစ်ယောက်ဖြစ်တယ်အရန်ကိုစိုးသွမ်းတယ်ယောက်ျားကိုလည်းဆဲတယ်ဆိုတယ်သားသမီးတွေကိုလည်းအများရန်စူပူပေါ့နော်ဆဲဆိုလုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အရန်ကြမ်းတိုင်းတဲ့အသက်တာတွေဖြစ်လာပါတယ် တနေ့ကြီးမှာဝေစာတဆောင်ရပါတယ်သခင်ယေရှုဖခင်ကလူတွေကိုဒီဘဝနောင်ဘဝနောင်ဘဝမှာအာမခံချက်ပေးတော်ဖခင်ဒီဘဝမှာလည်းဟိုညိတ်သက်ချင်းကိုပေးတော်အရှင်လို့ဝေစာလေးဆောင်ကိုရလာတဲ့အချိန်ဖတ်လိုက်ရတဲ့အချိန်မှာစပြီးတော့ကျွန်မဟာတကယ်ကိုဟိုအသက်ရှင်တဲ့ဖခင်ဆိုတာသိလာတဲ့အချိန်မှာကျွန်မလေးလာတဲ့ဆရာတွေနဲ့ပေါ့နော် တကယ်ကိုဆရာတော်ယေရှုကိုကျွန်မကသွားတယ်ဆရာတော်ကကျွန်မညီမကခေါ်တယ်ဟဲ့သခင်ယေရှုကတကယ်ကိုဟိုတကယ်ကောင်းမြတ်တဲ့ဖရားလို့သူပြောတယ်လို့ပြောတယ်ဗောနော်ကျွန်မမယုံကြည်ခင်မှာကျွန်မလိုက်တယ်ကျွန်မလိုက်ပြီးတော့မြည်းဆန်းတယ်ဒီစာလေးကိုလည်းဖတ်တယ်ဖတ်တဲ့အချိန်မှာတဖြည်းဖြည်းနဲ့ဖရားသခင်ဗောနော်ကောင်းမြတ်ခြင်းကိုတွေ့လာရတယ်ဖရားရှင်ကအရန်ကောင်းမြတ်ပါကျမတို့ဒီဘဝနောက်ဘဝအမကချက်ပေးတော့ဖရားဆိုတော့ လာရတဲ့အခါမှာကျွန်မအိမ်ကစင်တုရုပ်တုတွေအကုန်စွန့်ပြစ်တယ်ပေါ့နော်စွန့်ပြစ်ပြီးတော့သခင်ယေရှုကိုပဲကိုးကွယ်မယ်ဆိုပြီးတော့ကျွန်မရှောက်လန်းခဲ့တယ်ပေါ့နော်ဘုရားသခင်ကိုကျွန်မနေရာပေးခဲ့ပါတယ်